ဒီနေ့တော့အိမ်မှာဖေဖေကလည်းနေမကောင်းဖြစ်ပြီးအခုမှနန်းနန်းထူပါစားမို့လို့ပူပူဆက်ဆက်ငါးငပိချက်လေးချက်စားဖြစ်ပါတယ်။ရေစုံကျွန်မငစင်ရိုင်းလေးတွေဝယ်လာပါတယ်။ငစင်ရိုင်းလေးတွေချွဲမိပြောက်သွားအောင်မကြီးသေးလေးနဲ့အတခြားစေးပါတယ်။ပြီးရင်တော့အသားမုံလေးနဲ့လူလေးမုံလေးနဲ့နေထားပါမယ်ရှင်။တခြားချက်ဖို့ပြင်ဆင်မှုလိုတာလေးတွေလည်းစဉ်းစားလုပ်ထားပါလိမ့်။ပြီးတော့ကျွန်မအရင်ဆုံးချက်တော်မီလေးကိုစီးတတ်ပါမယ်။ရောင်လေးလာအောင်အစိမ့်မုံလေးနဲ့နည်းနည်းထည့်ပါမယ်။ ပြီးတော့ငါးလေးထည့်ပြီးတော့လုံးပါမယ်ရှင်။ရှင်းတဲ့အရာဒါလေးလည်းထည့်ချင်တာမဟုတ်လို့ကျွန်မမကြည့်ရင်လည်းထည့်ပါတယ်။ငါးလေးချက်အောင်ချက်ပြီးရနောက်မှာငါးလေးရနည်းနည်းလေးချက်ပြီးဆိုရင်တော့ကျွန်မငွေသေးစိမ့်လေးရရှမ်းနန်နန်လေးရကိုတဝက်လောက်စီအရင်ထည့်ပြီးတော့မှုေ့သွားအောင်ပေါ့နော်ငါးထဲမှာရအနံလေးမှုေ့သွားအောင်ကျွန်မအရင်လုံးပြီးတော့ချက်ပါမယ်ရှင် ပြည့်ရတော့ကျမဈေးထဲကနေပြီးတော့ဖြောပြီးသားအသိငပြည့်လေးလေးဝယ်လာပါတယ်ရှင်။အဲ့ဒါလေးကိုငါဟင်းလေးကိုရောထည့်လိုက်ပါမယ်ရှင်။နည်းနည်းလေးတော်တော်ယူဆက်ဆောင်နေပါပြီရှင်။ကြံနေရှင်းနေနေလေးနဲ့ငယ်သေးစိမ့်လေးကိုထပ်ထည့်ပြီးတော့ဆူလာပြီဆိုရင်တော့ရန်ကိုမှုပြီးစားကောင်းတဲ့ဒီကြလေးတစ်ခွက်ရပါပြီရှင်။ဇုန်နေ့ကြည့်ရှုပေးကြတဲ့တူတူတယောက်စီကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။